ရိုးချိန်မှာလေ့ကျင့်တာတော့ကိုကိုကိုပိုကောင်းအောင်လေ့ကျင့်နေရပါဘူးဒါပေမဲ့ပြန်ပွဲချိန်မှာလေ့ကျင့်တာကြတော့အလုံးစုပေါင်းပြီးလေ့ကျင့်ရတာဖြစ်တဲ့အတွက်အကုန်လုံးရဲ့ကြိုးစားအထုံးမှုတွေကိုပို့ပြီးတော့မြင်ရတာပေါ့တယောက်တည်းကတော့ဒီတိုင်းခန့်နေလဲဒီရပဲဒါပေမဲ့အကုန်လုံးနဲ့ခက်တဲ့အခါမှာတယောက်ရဲ့အမှောင်တယောက်ကဘယ်လိုကူညီမလဲတယောက်ကဘယ်လိုခက်လိုက်ရင်တယောက်ကဘယ်လိုမျိုးကူညီခက်ကစားပေးမယ်ဆိုတာတွေကတော့လုံးဝတွေ့ကြုံရပါတယ် ကင်မခတ်တာကတော့တတ်မှတ်ထားတဲ့ချက်မှောက်တွေကိုခက်ခဲစားတာဖြစ်တဲ့အတွက်အပြင်မှာတွေကကျူတင်ပြီးတော့လေ့ကျင့်တာဖြစ်တဲ့အတွက်တိတ်ပြီးတော့ခက်ခဲမရှိခဲ့ပါဘူး။အဲအနာကကတော့ကိုကြိုက်တာကိုခက်စားတာဖြစ်ပေမဲ့ညီမအားသာတာကြတော့ချင်းပိုင်းနဲ့ချင်းလက်ပိုင်းမှာအားသာပေမဲ့ခေဆိုင်ပိုင်းမှာတော့အနည်းငယ်အားနည်းချက်တွေရှိပါတယ်။အခုလက်ရှိကတော့ဆရာတွေတင်ပေးထားတဲ့ချင်းပေါက်တွေကိုပဲဗရာလီနဲ့ဗရာလီနဲ့ပေါင်းလိုက်ရင်ပိုကောင်းမလဲဆိုတာမျိုးကိုပဲထပ်ကစားတာပဲရှိပါတယ်။ကိုကိုယ်တိုင်တည်ထင်ထားတဲ့ချင်းပေါက်တော့မရှိသေးပါဘူး။ ခုလက်ရှိကတော့ညီမကိုယ်တိုင်လည်းဆက်လက်ပြီးပညာသင်ယူနေသေးဖြစ်သေးတယ်ပညာရေးချင်းအသိပြီးတော့မပြည့်ဝသေးဘူးပေါ့ညီမရဲ့ဆရာလေးရှိမှထပ်ပြီးသင်နေတယ်ဒါပေမဲ့အသက်အရွယ်တခုရောက်လာလို့ပညာရေးပြည်လာရခါမှတော့နည်းပြတ်ကြောက်တော့ဖြစ်ချင်ပါတယ်ပြိုင်ပွဲပြိုင်မှုအတွက်လည်းစူးစမ်းပြင်ဆင်နေတယ်လို့အပြင်မှာလည်းအပြင်မှာအလားကိုက်ပြိုင်ပွဲတွေခတ်ဖို့အတွက်လည်းဆရာနဲ့အခုလက်ရှိသင်ကြားနေသေးပါပဲဘာလို့လဲဆိုရင်ပညာကသင်သင်အများကြီးရှိလာတာဖြစ်တဲ့အတွက်အခုလက်ရှိလည်းသင်နေတော့မှာပဲခုလောလောဆယ်အရချင်းလုံးက ခြေလုံးဟိုပဲကစားပြစ်နေရပေါ့တခြားအာဂန်ဒီတွေကတော့တိတ်ပြီးတော့မကစားပြစ်ပလာဖြစ်တဲ့ဝါဒနာပါတာတော့မရှိပါဘူး2025 time game မှာခြေလုံးပါလာခဲ့မယ်ဆိုရင်တော့ပြိုင်မှုတော့ပြင်ဆင်နေပါတယ်ခုလောလောဆယ်မိုးရည်ဖြစ်တဲ့အတွက်အပြင်ဖိတ်ပွဲတွေတော့မရှိဘူးရုံဖွင့်ပွဲလေးတွေဖိတ်တာတွေကိုခတ်လိုက်ပြီးတော့ခတ်ကစားပြီးနေပါမယ်မခန့်ကစားစပြီးတော့ ခုနှစ်တန်းပြန်ပွဲစပြီးကစားတဲ့အချိန်မှာတော့နိုင်ငံတကာပွဲတွေတိတ်ပြီးမရှိသေးတဲ့အတွက်ဒီမိုင်းရဲ့ဒီမန်ဂျာကတော့အဲတိုင်းနဲ့ပြည်နယ်ပြိုင်ပွဲမှာရန်ကုန်တိုင်းကိုစားပြူနဲ့ဂိုင်းရရဘူးကပန်းနိုင်တဲ့ခုပဲဖြစ်ခဲ့တာပေါ့အခုချိန်မှာတော့ရှေးတောင်အာရှအာဂါဒါပြိုင်ပွဲမှာကစားလာနိုင်တာဖြစ်တဲ့အတွက်နိုင်ငံတော်ရွှေသစိတ်ဈာယူပေးဖို့ကပန်းနိုင်တဲ့ခုဖြစ်လာခဲ့ပါတယ်ကျနော်တော့အခုလိုအရှိတောင်အရှာအကစားပြိုင်ပွဲတွေမကပဲနဲ့အရှာပြိုင်ပွဲတွေကဘာဆင့်ပြိုင်ပွဲတွေကြည့် ဖြစ်စေချင်တာပေါ့ဒါပေမဲ့အခုလောလောဆယ်ရှေးတောင်အားရှာမှာတော့မှပဲပြန်မွေးရမင်းကလေးပြန်မွေးရ10နှစ်နေပြီးမှတော့အခုတစ်ခေါက်ပြန်လာတာဖြစ်တဲ့အတွက်တိတ်ပြီးတော့အများကြီးတော့မျောလင်းကြတော့တိတ်တော့မထားသားသေးပါဘူးဒီမှာတော့အရင်တော့ဆိုရင်ဒီတိုင်းပဲတက်ဘယ်လိုပြောမလဲကိုမျိုးကိုရွာမှာပဲခက်ကစားနေပြီးဒီလိုမျိုးဖြစ်အောင်လို့ဥက္ကဋ္ဌကြီးဦးစိုးနိုင်စူးစမ်းပေးတတ်တာဖြစ်တဲ့အတွက်ဥက္ကဋ္ဌကြီးကတော့အရင်ကျေးဇူးတင်ပါတယ် အမေနဲ့အဖေကိုဒီနေရာနေပြီးကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုရင်အမေနဲ့အဖေရဲ့တိုက်တွန်းမှုတာမရှိဘူးဆိုရင်မြန်မာနိုင်ငံရဲ့လက်ရွေးစင်တယောက်ဖြစ်လာမှာမဟုတ်ခဲ့ပါဘူး။အဖေနဲ့အမေဒီနေရာနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။သူ့ရဲ့ကံပေါ့နော်။အခစားဆိုတာတော်ပေမဲ့လေတချို့တွေကတော်တယ်လက်ရွေးစင်ဖြစ်ခွင့်မရဘူးအကြောင်းမျိုးမျိုးကြောင့်ဆိုတာရှိတယ်။အဲသူက သူ့ရဲ့အကန့်ပဲပြောရမှာပေါ့နော်ငငယ်လေးတွေကလည်းဒီအားစားကိုကစားလာတယ်ကစားလာလို့ဘလောက်မှမကြသေးတဲ့ချိန်မှာပဲကြောင်ပေါင်းစုံဘွဲတွေဖြစ်လာပြီးတော့ကိုကလည်းဒီလမ်းပေါ်မှာလမ်းလျှောက်နေတဲ့ကစားသမားတယောက်ဖြစ်တဲ့ကြောင့်မို့သူ့ကိုပြိုးထောင်ပေးနိုင်တယ်ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်လည်းအောင်မြင်မှုရအောင်ဆိုတာဘေးကနေပြီးတော့ကိုကကျွမ်းကျင်တဲ့အားစားနည်းကို तू က player ကိုကနီးပြနဲ့ထောက်လျှောက်ကြောင်သားပွဲတွေမှာလည်း तू က player အန်တီကနီးပြလက်တွဲတဲ့အတွက်ကြောင့်မို့ဘလို့ကစားမှနိုင်မယ်ဆိုတာတွေကိုကိုယ့်ရဲ့ပညာနဲ့ကိုယ့်သားသမီးကိုအကောင်းဆုံးအောင်မြင်မှုရအောင်ပံ့ပိုးပေးနိုင်တယ် ဒီနိုင်ငံတကာပွဲတွေမှာလည်း2023စီးကိန်းပွဲတွေရော10နှစ်ကြာမှဖြစ်တဲ့ဒီ2023စီးကိန်းပွဲတွေမှာရောသူကလည်းပလီယာနဲ့ပါတယ်အန်ဒီယားလည်းနီးပြဖြစ်နေပါတယ်အတွက်ကြောင့်မလို့သူများမိဘတွေတည်းဆာလို့ရှိရင်ဘကုတ်သားတွေကိုအများကြီး supporting လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ပီတိဖြစ်ရတယ်ပေါ့နော်လုပ်ပေးနိုင်တဲ့အနေအထားတွေကိုကိုယ်ကရရှိတယ်အဲ့လိုရရှိအောင်လည်းပန်ကိုဒီနီးပြဖြစ်ကိုတာဝန်ပေးတဲ့မြန်မာနိုင်ငံချင်းလုံးဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌကြီးဦးစိုးနိုင်ကိုလည်းဒီနေရာနေပြီးတော့အထူးပဲကျေးဇူးတင်တဲ့အကြောင်းကိုပြောကြားလိုပါတယ် ညီမအခုလိုမျိုးဖြစ်လာအောင်စူးစမ်းပြီးတော့တင်ကြားပေးခဲ့တယ်ဘာဘဆရာဦးစိတ်မောင်ဒီနေရာနေပြီးခါရဝတ်ပြလိုက်ပါတယ်ပြီးတော့ညီမတို့ပြိုင်ပွဲတွေကပေါ့ပြည်တွင်းပြိုင်ပွဲတွေမှာပဲကစားလာနေပြီးတော့အခုလိုမျိုးရှေ့တောင်အရှာအကစားပြိုင်ပွဲတွေမှာကစားနိုင်လာအောင်စူးစမ်းပေးခဲ့တယ်မြန်မာနိုင်ငံချင်းလုံးဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဦးစိုးနိုင်အောင်လည်းကျေးဇူးတင်ပါတယ်ပြီးတော့ညီမတို့မြန်မာနိုင်ငံချင်းလုံးဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဦးစိုးနိုင်ဒုဥက္ကဋ္ဌဦးရဲအောင်ဒုဥက္ကဋ္ဌဦးချမ်းသာဦးနဲ့အတူမြန်မာနိုင်ငံချင်းလုံးဖွဲ့ချုပ်ကတာဝန်ရှိသူတွေနဲ့တကွညီမတို့နိုင်ငံတကာပြိုင်ပွဲတွေကိုအဆင်ပြေချုံးမြူစွာပြိုင်ဆိုင်နိုင်မှုအတွက်

ဒီမြမရွေရအားစားနီးကိုကိုယ့်ရဲ့ရိုးရကိုယ့်ရဲ့အားစားနီးကိုမြက်တဲ့မြန်နိုးစွာနဲ့အလေးထားပြီးတော့ဟိုစူးစမ်းပြီးတော့ဒီကိုယ့်ရဲ့ရိုးရကိုစောင့်ထိန်ပြီးတော့စူးစမ်းလေ့ကျင့်ရပါလို့ပြောကြလို့ပါအန်တီတို့ဘဝတော့အချင်းလုံးအားစားနည်းကပြည်တွင်းမှာပဲအလှခက်တည်းပြိုင်ပွဲတွေနဲ့ပဲအန်တီတို့ရဲ့ရီမန်းချက်ကပြည်내တိုင်းပွဲတွေတကောဆိုင်ပွဲတွေဆိုတာအမြင့်ဆုံးရီမန်းချက်ပေါ့နော်အန်တီကိုယ်တိုင်နဲ့ပြည်내တိုင်းပွဲတွေမှာဓမ္မဆုတွေရတယ်တကောဆိုင်ပွဲတွေမှာရွှေတိစိတ်တွေနဲ့အကောင်းဆုံးဆုတွေရခဲ့တယ် ဒါပေမဲ့ကိုသားသမီးလက်ထက်မှာဆိုလို့ရှိရင်တော့ပြည်တွင်းပွဲတွေနဲ့မကပဲနဲ့ဒီနိုင်ငံတကာပွဲတွေအထိပါဖြစ်လာအောင်သူတို့အခွင့်အရေးတွေကြုံခဲ့တယ်ပေါ့နော်ဒါသူတို့အတွက်အိမ်မက်တွေအများကြီးအောင်မြင်တဲ့အိမ်မက်တွေကိုမက်ခွင့်ရခဲ့တယ်နိုင်ငံတကာပွဲတွေမှာဆိုလို့ရှိရင်လည်းသွားပြန်လို့ရှိရင်ကိုယူရအကစားနေကိုကိုမြန်မာနိုင်ငံနေပြီးတော့ပဲအဲဘာမှတိတ်ဆိတ်ပူပင်စရာမရှိဘဲနဲ့ကိုအားစားနေကိုကိုကကြမ်းကြမ်းကြီးကြီးပိုင်ပိုင်နဲ့နဲ့ဆွေစိတ်တွေကိုတက်တော့တက်တာရတဲ့အခွင့်အရေးတွေရတဲ့အတွက်ကြောင့်မလို့အဲသူတို့တွေကလည်းဒီ ခြင်းလုံးအားကစားနည်းကိုချင့်မြန်လို့ပြီးတော့ပေါ့နော်လက်ဆင့်ကန်းတံပိုးထားတည်ဆောင်ပြီးတော့ရိုးရောင်မှုကိုထိမ့်သိမ့်ရပါလို့ပဲပြောချင်ပါတယ်ငါတို့အခုလိုမျိုးဖြစ်လာအောင်အပိခဲ့ကြတဲ့ပရိသတ်တွေလည်းကျေးဇူးတင်ပါရဲ့အခုလက်ရှိလည်းညီမဖိတ်ပွဲလေးတွေခန့်နေရဖြစ်တဲ့အတွက်အပိလို့ရပါရဲ့လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် ခုတင်ဆက်ပေးခဲ့တာကတော့မြန်မာလယ်ရွေးစဉ်ချင်းလုံအကစားမဲ့တင်နီလာဝင်းရဲ့ပန်းတိုင်တို့တွားရခီးပဲဖြစ်ပါတယ်။ရှေ့ဆက်ပြီးသူမရဲ့ရင်မှန်းချက်ပန်းတိုင်စီကို အမြန်ဆုံးအရောက်လန်းနိုင်ပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။